အာတုံးချင်တောက်ချင်တဲ့သူကြတော့မရရောက်အောင်မရရမှားတယ်ပေါ့နော် အားလုံးကိုလည်းတချို့ရေအဲ့လိုမျိုးလေးကိုဖြစ်စေချင်တယ်နော်ဒီနေ့မဲယိုလာမေးွားတဲ့ client တစ်ယောက်ကဘာလဲဆိုလို့ရှိရင်ဒီကိစ္စနဲ့များဆက်ဆက်နေနေရမှာသူကတုတ်အမျိုးသမီးကို မှုတ်ပြီးရဲ့အဲ့ဒါတဲ့ဘာဖြစ်နိုင်လဲတဲ့ဘယ်လိုဆိုးကျိုးတွေဖြစ်လာနိုင်လဲဘယ်လိုအန္တရာယ်တွေရှိတာနိုင်လဲဆိုတဲ့မျိုးကိုလာမေးတဲ့အဲ့လာမေးတဲ့မောင်လေးကိုလည်းကျေးဇူးအချမ်းတင်တယ်ဘာလို့ဆိုတော့အဲ့ဒါမှလည်းမရအားလုံးကိုသိအောင်ပြောပြလို့ရမှာမိဒီကျမ်းမာရေးအမြင်ရှုတော့ကနေလည်းအားလုံးကိုမျှဝေပေးမှာဖြစ်တယ်အာမိကိုကောင်းတဲ့မျက်စိနဲ့လည်းကြည်ပေးကြပါနော်ဇက် RTN မျိုးများအားလုံးမင်္ဂလာပါရှင့်ဒီဗီဒီယိုလေးကအချစ်ရေးအိမ်ောင်ရေးအတွက်အသိပညာဗဟုသုတရစရာကောင်းတဲ့အတွက်ကြောင့် တင်ဆက်ပေးလိုက်ပါရရှင်ကျမနဲ့အတူကြည့်ဖို့ဖိတ်ခေါ်ပါရရှင်မင်္ဂလာပါရှင်ဒီနေ့ Viber မှာအစောကြီး client တယောက်လာနေတဲ့ရေပုံလေးကိုဖြည့်ပေးမယ်အားလုံးလည်းသိအောင်ပါတော့မရသူ့ကိုဖြည့်တယ်သူ့ကိုလည်းဖြည့်ပေးလိုက်ပါတယ်ဒါပေမဲ့တူတယောက်လည်းသိအောင်မဟုတ်ဘူးဒီကိစ္စလေးကိုအများကိုအားလုံးကိုသိစေချင်တယ်နောက်တစ်ခါကျတော့ဒီနေ့ပေါ့နော်ခါ အဖားကန့်ကိုပို့ရမှာလူဂျုံလည်းပို့ရမှာဖားကန့်ကိုဘယ်လိုဝန်ဆောင်မှုတွေမရောက်ဘူးပေါ့နော်အတော်လေးအာတုံးချင်တောက်ချင်တဲ့သူကြတော့မရောက်ရောက်အောင်ရရမှားတယ်ပေါ့နော်အားလုံးကိုလည်းတချို့ရေအဲ့လိုမျိုးလူတွေဖြစ်စေချင်တယ်နော်ဒီနေ့မဲယိုလာမေးွားတဲ့ client တစ်ယောက်ကဘာလဲဆိုလို့ရှိရင်ဒီကိစ္စနဲ့များဆက်ဆက်နေနေရမှာသူကတုတ်အမျိုးသမီးကို မှုတ်ပြီးရတဲ့အဲ့ဒါတဲ့ဘာဖြစ်နိုင်လဲတဲ့ဘယ်လိုဆိုးကျိုးတွေဖြစ်လာနိုင်လဲဘယ်လိုအန္တရာယ်တွေရှိတာနိုင်လဲဆိုတဲ့မျိုးကိုလာမေးတယ်အဲ့ဒီလာမေးတဲ့မောင်လေးကိုလည်းကျေးဇူးအချမ်းတင်တယ်ဘာလို့ဆိုတော့အဲ့ဒါမှလည်းမရအားလုံးကိုတည်အောင်ပြောပြလို့ရမှာမိဒီကျမ်းမာရေးအမြင်ရှုတော့ကနေလည်းအားလုံးကိုပြဝင်ပေးမှာဖြစ်တယ်အာမိရောကောင်းတဲ့မျက်စိနဲ့လည်းကြည်ပေးကြပါနော်အဲ့လိုမျိုးလုပ်ပေးခြင်းဒီမိတို့ဒီအတစ်ဖက်ကကြည့်ရင်တော့အန္တရာယ်ဘာမှမရှိဘူးတစ်ဖက်မှာကြည့်ရင်တော့မိတို့ဒီအမျိုးသားတွေအတွက်ဖုံးလိုက်စီတယ် ရှင်းရဗီဒီယိုတစ်ခုမှမိတ်ပြောထားတဲ့အမျိုးသားမျိုးသမီးဆက်ဆံတဲ့နေရာမှာမောက်စ်တင်တဲ့လုပ်တဲ့နေရာတွေမှာဘယ်လိုကြီးဆိုဂျိုဆိုဂျိုတွေရှိတယ်အန်အေရှိတယ်ဆိုတဲ့ဟာကိုလည်းပြရတော့အဲ့အောက်မှာလည်းတော်တော်များများလာပြီးမှန်တာကောင်းတာရှိတယ်မကောင်းတာကြီးလည်းရှိကြတယ်နော်မိတ်ဒီကျမ်းမာရေးအကြောင်းကိုကျမ်းမာစီခြင်းလို့ကိုရှာထားတဲ့ပတ်စံတွေကိုလိုအပ်တဲ့နေရာမှာသုံးလို့ရတယ်ကျမ်းမာရေးမှာအမွေပုံချေးကြမများအောင်လို့မျှဝေပေးခြင်းဖြစ်တယ်နော်မိတ်တို့ဒီစကားကိုမိတ်ပြောတာနော်နောက်တစ်ခုဒီမိတ်တို့ ို့ဒီပေါ်တော့ဒီအနောက်တိုင်းမှာဒီမျိုးသားမျိုးမီးကိစ္စတွေကိုဗီဒီယိုတွေဆက်ကိစ္စတွေရိုက်ကြတာရှိတယ်။အဲရိုက်တဲ့နေရာမှာတို့တွေကတို့ဝင်ဝေးတစ်ခုရဖို့တော့ကိုမျိုးပေါင်းစုံနဲ့တီထွင်ပြီးတော့လောက်တာအဲ့ဒါကိုတခြားနိုင်ငံတွေတော့မပြောဘဲလို့မြန်မာနိုင်ငံကဒီတရားဒါတွေကိုကြည့်ပြီးတော့ကောင်းမှာပဲဆိုပြီးတော့ live လောက်တာအဲဒါမဲ့ဒီကြမယ်လူကိုလူတွေဆိုတာကစူးစမ်းကြည့်လေလောက်ချင်း နော်အသက်ဆန်းလေးဆိုလို့ရှိရင်လက်တက်ဆန်းကျင်ကြတဲ့လူမျိုးကြီးဖြစ်တယ်အဲကြောင့်မို့အဲ့ရဲ့ကောင်းကျိုးဆိုးကျိုးကိုဘသူမှသိချာမသိဘူးဘယ်လိုအခုအချိန်မှာမျက်နော်ကဘာကြီးမှာအကတ်မျိုးစုံတွေကြုံတွေ့နေရတယ်အဲ့ဒါဘသူတွေလဲလူတွေရဲ့ပြုမှုကြီးရပဲတက်ဆိုင်သွားတယ်လူတွေလုံးလုံးနော်ဘာလဲဟိုအဲ့ဒါကြီးပြောရင်အများကြီးဖြစ်သွားမှာနောက်ပိုင်းမယ့်ဗီဒီယိုလေးတွေပြောပြမယ်ဒီလိုမျိုးမိတ်တို့ရှေ့မှာရာဇဝင်ရှိတယ်မိတ်တို့ရှေ့တော့ဟိုလူရင်းမရဘူးလို့ပဲပြောတယ်အားလုံးကိုနားတယ်လို့ရအောင် ပြောပြ မင်းတို့ရဲ့မြမရာဇဝင်မှာရှင်မွေးလုံးနဲ့မင်းနဲ့နာဇလန်းမာတော်မှာရှင်မွေးလုံးကမင်းနဲ့နာရဲ့ညာဘက်လက်ရုံးမှာအိတ်လိုက်လို့မင်းနဲ့နာဖုံးနှိပ်သွားတော့မိเจ้าအပစက်ထဲမှာရဲ့ဒီကံတော်ကောက်ွားရဲ့ဟာလေးကိုလည်းကြားဖို့ကြမှာပေါ့နော်အဲ့လိုမျိုးတော့မှလက်မောင်းပေါ်အိတ်လိုက်တာတော့မှကံတော်ကောက်နော်ဖုံးနှိပ်သွားတာဒီပစက်နဲ့မှုတ်ပေးခြင်းဒီဘလောက်ဖုံးကန်နေနေမလဲအခုစီးဝိုင်းကြီးအဆင်မပြေကြတာနော် ုံတွေ့နေရတာအလုပ်တွေလုပ်နေပါရဲ့နဲ့အဆင်မပြေမှုတွေကြုံနေရတယ်လှုပ်ရင်းလှုပ်ရင်းနဲ့မြုပ်ပြောရတယ်ဆိုတာကမိလို့ရဲ့เนาะဖုံးကန်နေတယ်ဆိုင်တယ်လှုပ်ရင်းလှုပ်ရင်းထင်တယ်တော့မရောက်ဘူးအိမ်တော်စုတစုမှာငွေရရှာတယ်ရှာပြီးမလောက်မှချင်းဖြစ်တယ်နောက်ပိုင်းအိမ်တော်ရဲ့အဆင်မပြေမှုတွေချစ်ကြတယ်ဒေါသတွေဖြစ်ကြတယ်စိတ်တွေတိုးကြတယ်ရန်တွေဖြစ်ကြတယ်ဒီလိုအဆင်ထိတွေရောက်တယ်နောက်ပြီးတော့ကပ်ဘေးတွေကတစ်ခုပြီးတစ်ခုကြုံတွေ့ကြရတယ်ဆိုတာမိလို့အားလုံးကဗာလေလူလူရဲ့ပြုတ်မှုနေထိုင်ခြင်းနဲ့အများကြီး သက်ဆိုင်နေအဲ့ဒါကြောင့်မရက်ဒီနေရာကနေကောင်းတဲ့အရာလေးတွေလုပ်ပေးပါเนาะအဲ့ဒါလေးကိုပြောချင်တယ်เนาะအာကိုအဲဖုံးနေမဲ့ ကိုကိုနှိတ်ကြစီမဲ့အရာမျိုးတွေကိုတတ်နိုင်ကြလားရှောင်းအဲ့ဒါဆိုရင်ကိုဘာလုံးတော့စင်ပြေသွားမယ်နော် main lesson နေချင်တယ်ဆိုရင် main ရဲ့ profile အောက်မှာ viber number ရှိတယ် page ဆိုရင်လည်း page ရဲ့ profile အောက်မှာ number ကလေးတွေချထားပေးရယ်နော်0432 9968ခေါ် viber ကိုလာပြီးတော့ဆက်သွယ်ပေးပါအားလုံးစိတ်စိတ်တင်ပါတယ်ဒီ video လေးကိုကြည့်ပြီးသွားပြီဆိုတော့ ကို့အမြင်ကို့ခံစားချက်ကို့အတွေ့အကြုံလေးတွေကိုလည်းမျှဝေပေးခဲ့ပါဦးရှင်။ကျမတို့တင်ဆက်သမျှမလွတ်တမ်းကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ ZRTN channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ခဲ့ပေးပါဦးရှင်။ကောင်းသောနေ့ရက်လေးဖြစ်ပါစေရှင်။